စာမျက်နှာ435မှာတဲ့နော်65ကလွတ်တော်အစီဝေးတရားရဲ့မိကုပြောကြရဲ့နိုင်ငံတော်သမ္မတအကြောင်းကြားနေတဲ့နိုင်ငံတော်ကမ္ဘာဖိတ်ကြရဲ့အစီအစဉ်ဆောင်ရွက်တဲ့အဲလွတ်တော်တရားအဆိုတင်သွင်းတာပေါ့နော်အဲအဲ့ဒီအကြောင်းက65ဆိုတော့ဗားလဲဆိုတော့တီးတီးကျင်တာဟာတီးကျင်ပြောပြမယ်နော် 65နိုင်ငံတော်တမနာအကြောင်းကြည့်ရင်စာမျက်နှာ65ကိုဆက်သွားမယ်နော်စာမျက်နှာ65မှာပါရီရတယ်ဆိုတော့တရားလွတ်တော်စီးနေအ ਨੇ ဆုံးအနှစ်နော်အ ਨੇ ဆုံး20အမှုလိုက်ဆောင်ရွက်ပြီးခဲ့သူဖြစ်ရမယ်နော်နိုင်ငံရေးအုပ်ချုပ်ရေးစီးပွားရေးလုံခြုံရေးအမြင့်စီးတူနော်နိုင်ငံတော်နဲ့နိုင်ငံသားအပေါ်တည်ဆောက်ရှိရှင်နော်အလားနိုင်ငံတော်တမနာအကြောင်းဆို65 56အကြောင်းကြည့်မယ်နော်56ရရတယ်သူက network နက်ဝနဲ့ဒေတာလင်းเนาะဒေတာလင်းနဲ့နက်ဝဒေတာလင်းဆိုတာမြေပုံတွေကိုထိမ့်သိမ်းရမယ်အဲနိုင်ငံတော်အတွက်တိစားစီရမယ်အဲ့ဒါเนาะဒီမှာငါးဟုတ်ဖတ်เนาะငါးနိုင်ငံရေးเนาะအချစ်ရေးလို့ဖတ်အုတ်ချုပ်ရေးကအချစ်ရေးပါမှာအဆင်ပြေမယ်เนาะဟိုဘက်ကရင်နဲ့မွန်နဲ့အချစ်ရေးမစီအုတ်ချုပ်ရေးဆိုတာမဖြစ်ထွန်းနိုင်ဘူးเนาะအာစီပါရေးစီပါရေးဆိုတာတာသမီရေးเนาะနိုင်ငံရေးအချစ်ရေးတာသမီရေး နော်ပညာရေးနော်လုံခြုံရေးနဲ့ပညာရေးအဲ့လိုအသွေးခေါထည့်လိုက်နော်ပြန်ပြောပြမှာအသွေးခေါဘလို့ထည့်ရမယ်နိုင်ငံရေးအခြေရေးနော်တာသမီရေးပညာရေးအဲ့လိုအသွေးခေါထည့်လိုက်နော်နိုင်ငံရေးလုံးပဲဆိုအဲ့လိုအသွေးခေါထည့်တာဒီအခန်း9ရဲ့အခန်း6ရဲ့ဆိုတာဘာဘာပြောရလဲဆိုတော့ပြောပြမယ်နော်ခဏနိုင်ငံတော်တမနာနဲ့ပတ်သက်လာမယ်9နဲ့6နဲ့6နဲ့9နဲ့ အဲရှုပ်ထွေးပွေတီရိုက်ရဆိုတော့အဲဒီမှာရှုပ်ထွေးပွေတီဆိုတော့ပလီရိုက်မှာအပီတက်လောက်တယ်နော်အပီတက်လောက်ဆိုတော့ဟိုလူတာမီလိုက်ခွဲဒီလူတာဥပမာဆိုအမေစုပြတာအမေစုတမလာဖြစ်ဖို့ဆိုသူတာမီနဲ့သူခွဲပြီးနေရတယ်အဲလိုအပီတက်လောက်နိုင်တယ်သူတို့ခုံရောရတော့ဆုံးဖြတ်တယ်ကြားနာခြင်းဆိုတာပြောပြရမယ်နော်အေးဆိုတာမြေပြတိတိထောင်တင်အတွက်ညီခွဲတွေစီစဉ်တာအဲ့လာကိုကြားနာရမယ်နော်နိုင်ငံတော်တမနာကြီးရမယ်နော် ်ခါခွေဆိုတာ B ဆိုတာဘာလဲဆိုတော့နေကြီးကိုတည်ဆဲဥပဒေနဲ့ညီစီမံခါခွေတာအဲ့လားကိုကြားနာရမယ်နော်အချင်းချုပ်ဖတ်ကြရတယ်တဲ့တဘောသားတွေတင်ပြတာပေါ့ကွာခါငယ်ဆိုတာအာကွန်တိုတွေအဆောက်အဦတွေတည်ဆောက်မယ်အဲအချို့အိမ်တွေဖြတ်သိမ်းတဲ့ဥစ္စာတွေကိုတဆိုင်ရာအဲ့ပေါ့အရှောက်ထားတဲ့အစီတဲ့ဥစ္စာတွေအဲ့လားကြားနာရမယ်နော်အဒီရဘာပြောရဲဆိုတော့ဒီရခဏလွတ်တော်ရပေါ့အော်အင်ဂျင်နီယာတွေကိုဟိုကလုံခြုံရေးအစ်စ်တန်ရမထိခိုက်မှုမရှိအောင်တော့ နောက်ဒီစီမောင်ကြီးကြားနိုင်ရမယ်နော်ဘယ်အင်ဂျင်နီယာတွေလာဆောင်မယ်နိုင်ငံတော်ကအင်ဂျင်နီယာလားနိုင်ငံတကာအဲကိုရီးယားတို့ဂျပန်တရုတ်တို့ကအဲ့ရလာဆောင်မယ်အင်ဂျင်နီယာတွေအဲ့ဒါတွေကအမှုကကြားနိုင်ရမယ်နော်ငါဆိုတာအဲ့သူတို့ပြောတဲ့ဘာသာစကားတွေမသိဘူးကအင်ဂျင်နီယာဥပမာဆိုကိုရီးယားပြောတဲ့ဘာသာစကားတွေမသိတဲ့အတွက်အဲ့ဘာသာစကားကျွမ်းကျင်သူကိုယင်းဒီဖိတ်စာဆိုတာကြားနိုင်ရမယ်နော်စလုံး a b c d e f g h i i d ဆိုရေတဘောတဘောပေါသွားပြီတော့เนาะ အိုင်ဆိုတော့ဘာပြောလဲဆိုတော့အဲ့ဒီအိုင်အိုင်ရဲ့အပေါ်ကဇက်ဇက်ဆိုတာအိတ်အိတ်ဆိုတာဂရိန်းတွေမောင်းတာနော်ဂရိန်းမောင်းတဲ့ဖြစ်စဉ်တွေမှာအဖွဲဝင်တူတယောက်တွေမထိခိုက်အောင်လို့အဲလက်မှတ်ရေးထိုးရမယ်နော်တကယ်မထိခိုက်မှုရှိခဲ့ဆိုရင်အဆောက်အဦကိုလုံးဝနော်တို့ကရက်နာမယ်ရက်ရက်တွေတပတ်နာမှာတလနာမှာထိခိုက်မှုများတယ်ပုံနာလေးထိခိုက်မှုများတယ်ပုံနာနေနော်အဲ့ဒါစလုံးဆိုတာဘာပြောလဲဆိုတော့ အဲတန်ယုံတွေရဲ့အတိတ်တတ်တွေเนาะအဆက်ဆက်မှုเนาะအဲ့ဒါစီဒိုတို့လိုအဲနိုင်ငံနိုင်ငံတကာတန်ယုံတွေရဲ့ဆက်ဆက်မှုဆိုတာအဲရုရှားတို့တရုတ်တို့เนาะအဲကောင်စစ်ဝင်တွေလက်မှတ်ထိုးတာအားတွေစီမံဂျာမနီတို့ပါတို့เนาะအဲ့လိုအမေစုခေရအဲ့လိုမျိုးလက်မှတ်တွေထိုးဦးတိန်စိန်ခေရအဲ့လိုလက်မှတ်တွေထိုးပြီးလာလောက်ရကြည်ကြည်ရတော့ပါဆိုတင်ပြချက်စောင်းနေစွာကြားနာပြီးဆောင်ရွက်ရမယ်ကြည်ရတော့ဖုံးကြီးပြီးတော့ဖုံးကြီးလည်းကြားနာတယ်မှာပါတယ် အဲဥမာကွာကြိုက်ထုတ်ဖျားကြီးမှာကွာအနန်းတော်ယုံကြီးတိဆောက်မယ်ဆိုလို့ဆိုစီရင်အဲ့ဒီအမှုတွေကိုကြားနာရမယ်ဥပဖျားကြီးတိဆောက်လာပါဖျားကြီးအဲ့နောက်မှာမြေကွက်လက်လေးဖြစ်ဖြစ်ပေါ်လာဖြစ်ပေါ်လာတယ်အဲ့ဒီမှာအမှုတွေကြားနာရတယ်နော်အဲ့ဒါနိုင်ငံတော်သမ္မတလုံးမဲ့လူကအဲ့ဒီအမှုတွေအမှုတွေပေါင်းများစွာကြားနာရမယ်နော်လွတ်တော်ခေါ်ရမယ်လွတ်တော်အဲ့ဒါသူတို့မိတ်ဆက်ပြီးမှာတော့နော်ဘယ်အင်ဂျင်နီယာဘယ်အင်ဂျင်နီယာနဲ့တိဆောက်မယ်ဆိုတော့အဲ့ဒါတွေမိတ်ဆက်ပြီးမှာ ခေလောင်ပဒူတရားခင်းတယ်ဘေဘူကြီးကခင်းတယ်ဘေဘူကြီးနဲ့အဲဟိုဘက်နိုင်ငံသူနဲ့ယူပြီးတော့ခင်းတယ်ဟိုဘက်ကကရင်နဲ့မွန်နဲ့ယူပြီးတော့ခင်းတဲ့လမ်းစီတယ်အဲအိမ်အောင်ကြလို့ခင်းတဲ့လမ်းစီတယ်အဲမွန်နဲ့ချင်းနဲ့အိမ်အောင်ကြလို့မွန်နဲ့ရှမ်းနဲ့အိမ်အောင်ကြလို့ခင်းတဲ့လမ်းစီတယ်လမ်းအတွေ့အကြုံအမျိုးမျိုးရှိတယ်နော်